โอเคအဲ့တော့ဒါတော့ကျွန်တော်တို့ Binance Lite ကနေ Binance Pro ဘယ်လိုပြောင်းလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာအပေါ်မှာအာဒီဒီ DBS မြန်မာဆိုရဲဒီကျွန်တော်တို့ဒီကိုယ့်ရဲ့ profile picture လေးရှိတဲ့နေရာကိုနှိပ်လိုက်ပါပြီးတော့လို့ရှိရင်အောက်မှာ Binance Pro ကိုနှိပ်လိုက်လို့ရှိရင် Binance Pro စီရောက်သွားလိမ့်မယ်โอเคအဲ့တော့ကျွန်တော်တို့အရှိဗီဒီယိုမှာတော့ကျွန်တော် Binance အာ Lite ရဲ့အဲဒီ features တွေအကြောင်းကိုကျွန်တော်ပြောခဲ့ပြီးသားကြီးကျွန်တော် dashboard အကြောင်းကိုရှင်းပြပြီးသားကြီးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဒီအပေါ်က link လေးမှာကြည့်လို့ရတယ်အခုဒါကတော့အာ Binance Pro ပေါ့နော်ဆိုတော့ဒီ Binance Pro တွေ Binance Lite တွေအကုန်လုံးသုံးမယ်ဆိုလို့ရှိရင်တော့ Binance account တစ်ခုလိုလိမ့်မယ်ဆိုတော့ကျွန်တော် description မှာပေးထားတဲ့ link ကနေဖွင့်မယ်ဆိုလို့ရှိရင်အာ lifetime အတွက်10% off trading fees discount ရမှာပေါ့နော်ဆိုတော့ကျွန်တော် referral code လေးပေးထားတယ်အပေါ်မှာလည်းပေးထားတယ်ဒီအာ link ထဲမှာလည်းပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုထည့်ထည့်ပြီးတော့မှ account ဖွင့်ဖို့လိုပါလိမ့်မယ်ဆိုတော့ဒါကတော့ Binance Pro ရဲ့ dashboard ပေါ့နော်ဆိုတော့ Pro ဆိုတဲ့အတိုင်းသူက features တွေအရင်များလာတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော် essential features တွေကိုပဲအရင်ပြောပြပေးပေါ့နော်ပြီးမှဖြည်းဖြည်းချင်း ကျွန်တော်ဒီ Binance uh, for beginner series ကနေပြီးတော့နောက်လိုရာလေးဖြည့်သွားမှာပေါ့ဆိုတော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့တွေ့ရမယ့် home မှာကဘာတွေ့ရမှာဆိုလို့ရှိရင်အဲ့ဒီအပေါ်မှာကျွန်တော် shortcut တွေတွေ့ရတယ် shortcut ကကျွန်တော်တို့အများတန်းလုပ်နေတဲ့ဒီကိုအများတန်းသွားနေကြနေရာတွေကို shortcut အနေနဲ့ထည့်ထားလို့ရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဖုန်းမှာဆိုလို့ရှိရင်ဒါကျွန်တော်ဟို speed dial ပုံစံမျိုးပဲနော်ဆိုတော့တော်တော်လေးအသုံးဝင်တယ်ဟိုကျွန်တော်ဆိုလို့ရှိရင် trading boss ကြီးတက်တယ် နောက် sport trade လုပ်တတ်တယ်နောက် p2p ကျွန်တော်တော်တော်ပြရောင်းဝယ်လုပ်တတ်တယ်ပြီးရင် referral ကျွန်တော်ရဲ့ဒီ referral campaign တွေဘယ်လောက်ရောက်နေပြီလဲဆိုတော့ကြည့်တတ်တယ်နောက် pay ပေါ့နော်တခြားသူတွေကျွန်တော်ငွေပေးတာငွေယူတာဒီမှာ pay ရနေလောက်တာရှိတယ် launch pool ကျွန်တော်ဝင်လေးရှိတယ်နောက် convert လုပ်လေးရှိတယ်ဒါတွေအကုန်လုံးကျွန်တော်သူကတိထားပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းရုပ်ဟာလေးတွေရေးပြီးထည့်ထားတာပါတယ်ဆိုတော့ဒါကကျွန်တော်တို့အာရှော့ကက်နေရအဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် next video တွေကြာရင်ကျွန်တော်ပြပြပေးမယ်နော်ဆိုတော့ပြီးရင်ဒီအောက်မှာတော့ကျွန်တော်တို့ကျွန်တော်ရဲ့ favorite quality တွေရှိတဲ့နေရာရှိမယ် ပြီးအခု hot ဖြစ်နေတဲ့ quality ရှိတဲ့နေရာရှိမယ်။ alpha လို့ခေါ်ရဲကျွန်တော်တို့ quality ရှိတဲ့နေရာရှိမယ်။ alpha ကတော့ဘာလဲဆိုတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်နဲ့တည်တဲ့ရှင်းပြပြီးသွားပါပြီ။ဆိုတော့ error dbs မြန်မာမှာပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ဗီဒီယိုလေးတွေကျွန်တော် link လေးပြီးရင်အာလိုရဲလူရှင်ကျွန်တော် အောက်မှာမှတ်ပေးပါမယ်နော်။ပြီးရင်အာအသည့်ဝင်လာတဲ့ quality ရှိမယ်။ gainer ဆိုတာကျတော့ကျွန်တော်တို့အာပြောလို့ရှိရင် 24hour အတွင်းမှာအများကြီးဈေးထိုးတက်လာတဲ့ token တွေနော်ဒါ gainer ။ လူစားကျတော့သူကပြောင်းပြန်24 hour အတွင်းမှာဈေးအရန်ထိုးကြပါရယ်ကွိုင်းနေနော်24 hour အတွင်းမှာဘောလုံးအများဆုံးကွိုင်းဘောလုံးဆိုတော့ကျွန်တော်ထိတ်တဲ့ပမာဏပေါ့ဥပမာ100ဘိုးဝယ်1000ဘိုးဝယ်ပြီးရင်100ဘိုးပြန်ရောင်းတယ်1000ဘိုးပြန်ရောင်းတယ်အဲ့တော့ရောင်းဝယ်ရောင်းဝယ်အများကြီးလုပ်နေတဲ့ကွိုင်းနေအဓိကတော့ပြောလို့ရှိရင်ဈေးကွက်ထဲမှာဟိုပြောလို့ရှိရင်ခေအစားဆုံးကွိုင်းနေများတယ်ပေါ့ဥပမာဒီမှာဆိုလို့ရှိရင် Bitcoin Ethereum Solana ဒါပဲကျွန်တော်များတာပေါ့နော်နောက် market cap market cap အရကျွန်တော်တို့ အများဆုံး coin နဲ့အနည်းဆုံး coin ဒီကိုကျွန်တော်စီထားပေးရရှိရနော်ဆိုတော့ဒါကတော့ coin တွေအကြောင်းကြီးတာအောက်မှာတော့ဒါကျွန်တော် discover discover ကတော့ binance square ဟာတွေပါကျွန်တော်တို့ဒါဟို facebook လိုပဲဒါပေမဲ့ crypto တည်တဲ့ facebook ပေါ့ဆိုတော့အဲ့လိုပုံစံမျိုးနော်ဆိုတော့ဒါရှိမယ်ပြီးရင်ဒါကကျွန်တော်တို့အအောက်ကို success ဆက်နိုင်လို့ရှိရင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာအပေါ်ကဘာထဲမှာဆိုလို့ရှိရင်ကျွန်တော်က search ကနေပြီးတော့ကိုယ်သိကျင်တဲ့ coin နံပါတ်ကိုရှာလို့ရတယ် ပြီးတော့ဒီမှာကျွန်တော် notification တွေရှိမယ်ကျွန်တော်တို့ကို announcement တွေ campaign တွေပါလာပြီးတော့ပို့နေတဲ့ဟာရှိမယ်ဒီကနေကြည့်လို့ရတဲ့ message တွေမှာပြီးရင်ဒီပေါ်ကဒီပုံလေးရတဲ့ customer service ကိုခေါ်လို့ရတဲ့ပုံလေး customer service ကိုကျွန်တော်တို့ကအာဒီကနေပြီးတော့မှစကားတော့ပြောလို့ရတယ်တခုခုဖြစ်လို့ရှိရင်ဒီမှာ check လို့ရတယ်ပေါ့နော်ပုံမှန်ဖြစ်တော့ ball လာတယ်အဲ့ ball နဲ့အစိမ်းမပြေဘူးဆိုလို့ရှိရင်လူကို live agent ကိုခေါ်လို့ရတယ်နော်ပြီးရင်ဒီမှာနောက်ဆုံးကတော့ဒီကောင်ဒီကောင်ကတော့ဟို pay ပေါ့နော် pay ဆိုတော့ကျွန်တော်တို့က အဲအဓိကတော့ဘာလို့လဲဆိုလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ဒီခရစ်တိုကိုတုံးပြီးတော့မှပေးမှန်နေပေးချေဖို့အတွက်ကိုအလွယ်တကူမြန်ဆန်လာအောင်ကျွန်တော်တို့ဥပမာ K ပေးလို့မျိုးတန်းပေးလို့ရအောင် second ဖက်လို့ရအောင်လုပ်မဲ့ပုံစံမျိုးကိုသွားမှာဆိုတော့ဒါအလွယ်တုံးလို့ရအောင်ဒီနေရာမျိုးဒါလေးထည့်ထားပေးရနော် Okay ဒါတော့ main dashboard ပြီးရင် market ရှိမယ် market ကခုနကကျွန်တော်ပြောခဲ့တဲ့ဟာအတိုင်းပဲပေါ့နော်ဆိုတော့ favorite ရှိမယ်နောက် market ရှိမယ် alpha ရှိမယ် growth ရှိမယ်ဒါတွေကကျွန်တော်တို့ခုနကဒီ coin တွေအကြောင်းကျွန်တော်တို့ဒါအတက်အကျဘယ်လိုဖြစ်နေလဲဆိုတော့ကြည့်လို့ရမယ်နေရာပေါ့နောက် trade ကကျတော့ကျွန်တော်တို့ trade ဝင်လို့ရတဲ့နေရာဒီမှာတော့ကျွန်တော်တို့ Binance Lite ရဲ့ trade နဲ့မတူတော့ဘူးเนาะအဲ့တော့ spot convert ရှိတယ် convert ဆိုတော့ကျွန်တော်တို့10ပြောင်းတာပေါ့မှာကျွန်တော်မှာဒေါ်လာ100 USD 100ရှိတယ်အဲ့ဒါကိုကျွန်တော် Solana ပြောင်းခြင်းနဲ့ဒီမှာတခါတည်း100ထည့်ပြီးဒီဘက်က Solana တော့အော်တိုတွက်ပြီးသွားလိမ့်မယ်အဲ့ဒါ preview နဲ့ပြောင်းလို့ရရပါဘောနော် ဆိုတော့ဒါလေးကျွန်တော်နောက်ပိုင်းကြက်လို့ရှင်ဖြည်းဖြည်းချင်းတင်ပေးတော့မှာပဲတော်တော်စီ textbook ကိုပဲအရင်ကြည့်ပေါ့နော်ဆိုတော့ sport ရှိမယ် sport sport ဆိုတာကြတော့ကျွန်တော်တို့ဒါ quine ကိုအာတကယ်ဝယ်ယူတာပေါ့နော်တကယ်ဝယ်ယူပြီးတော့မှကျွန်တော်စိုးလုပ်ထားတာနော်ပြီးရင် margin trade ရှိမယ်နောက် copy trade ရှိမယ် copy ဆိုတော့ကျွန်တော်တို့ကအာတခြားသူကို copy trade တဲ့ဟာပေါ့နော်ပြီးရင် boss တွေရှိမယ် trading boss တွေ trading boss နဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးတဲ့ playlist တစ်ခုလုပ်ပြီးသင်ထားပြရရှိပါတယ်ဒီ KBS crypto မှာပဲပေါ့နော်ဆိုတော့ကျွန်တော်အပေါ်မှာ link လေးပေးထားမယ်အဲ့ဒီကနေပြီးတော့ တော်တို့ကြည့်လို့ရနော်ဟိုဒီမှာဘိုင်းဆဲလုံးမှာဘိုင်းဆဲကကျတော့ကျွန်တော်တို့ဒါအာတကယ်ဟိုဟာပေါ့ပြောလို့ရှိရင် fiat money လို့ခေါ်ရဲကျွန်တော်အပြင်ပတ်စံနဲ့ဘိုင်းဆဲလုပ်တဲ့ဟာဒါပေမဲ့လောလောဆယ်ဒီမှာ time back လို့ရေးထားပေမဲ့ binance main ကတော့ time back ကိုဖြုတ်လိုက်ပါပြီနော်နောက် p2p p2p ကကျတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အာ percent to percent အကြောင်းဝင်လောက်တာကျွန်တော်ကနေပြီးတော့အာတခြားသူကို p2p မှာသွားပြီးတော့ ရောင်းနေရတယ်လို့တခြားလူကလည်းကျွန်တော်ကိုပြန်ပြီးတော့ရောင်းနေရတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင် MMK မြန်မာကျက်နေဆိုလို့ရှိရင်ဒီမှာရောင်းလို့လေးရတွေ့လိမ့်မယ်မြန်မာကျက်နေဥမာကိုကဝယ်မယ်ဆိုလို့ရှိရင်၄400 400 400 400 400ဒါကကျွန်တော်ဝယ်လို့ရတယ်ကိုကရောင်းမယ်ဆိုလို့ရှိရင်ဒီမှာ၄400 400 400 400နဲ့ကိုကရောင်းလို့ရတယ်เนาะဆိုတော့ဒါ B2B နောက်ပိုင်းလည်းဒါလေးကျွန်တော်ပြပေးပါမယ်လောလောဆယ် dashboard ကိုပဲတစ်ချက်ကြည့်ပေးပါเนาะ Okay အဲ့တော့ဒါတော့အာရှိသမျှဒါကျွန်တော် trade ထဲက features အကုန်ပေါ့နော်ပြီးရင် futures futures ကပါလဲဆိုလို့ရှိရင် trade ထဲက spot လို့ပဲ trade လို့ရတယ်။ဒါပေမဲ့အာ future က contract ကိုကျွန်တော်အရောင်းဝင်လောက်တာ။ဆိုတော့ကျွန်တော် BTC USDC ပဲမှာကျွန်တော် BTC ဒေါ်လာတစ်ထောင်မိုးဝယ်လိုက်တယ်။ future မှာဝယ်လိုက်တယ်ဆိုတာဒီအဲ့ BTC Bitcoin ဒီကျွန်တော်ရဲ့ဒီ wallet ထဲကိုတကယ်ရောက်မလာဘူး။ကျွန်တော်က DBTC ကိုပိုင်ဆိုင်နေဆိုတော့ contract စာချုပ်ကိုပဲကျွန်တော်ကလှမ်းဝယ်တာဖြစ်တယ်။အဲ့ဒီတွေကျွန်တော်ဒီ BTC ကိုတကယ်မပိုင်တော့ဘူး။အဲ့ဒီတွေ contract ဒီ expire ဖြစ်နိုင်တယ်။အဲ့ contract ကိုဟို ပယ်ဖျက်လိုက်တဲ့အချိန်မှာကျွန်တော်ဆုံးရှုံးမှုရှိနိုင်တယ်။ဒါဒါမျိုးတွေရှိတယ်။ဆိုတော့ spot နဲ့ features futures နဲ့ဘာကွာလဲဆိုတော့ကျွန်တော်နောက်ကြရင်တီးတန့်ဗီဒီယိုလုပ်ပေးပါမယ်။နော်ဆိုတော့ဒါဒီမှာလဲသူကထုံးစံတိုင်းပဲ USCM ရှိမယ် QIM ရှိမယ် option ရှိမယ် copy ရှိမယ် box ရှိမယ် feature ဒီ futures trading ရဲ့ဒီ different features တွေပေါ့နော်ဒါတွေအပေါ်မှာမြင်ရတယ်။ဒါတွေကိုကျွန်တော်နောက်ကြရင်တီးတန့်ဖြည်းဖြည်းချင်းရှင်းတော့ပေးပါမယ်။ ။ Now access ကတော့ထုံးတယ်နိုင်မယ်ကျွန်တော်တို့မှာရှိနေတဲ့ access တွေနဲ့ကျွန်တော်ဘယ်မှာထည့်ထားလဲဆိုတာကိုပြတာပေါ့နော်ကျွန်တော်ပတ်စံဘယ်လောက်ရှိတယ်လဲဆိုတာကိုပြ။ Okay ။ဟုတ်ပြီအဲ့တော့ဒါကတော့ Binance Pro ရဲ့ကျွန်တော်တို့အဓိက main interface ဖြစ်ပါတယ်။နောက်ဗီဒီယိုကြီးကြာလို့ရှိရင်ကျွန်တော်တို့ဒီအရင်ဆုံးစပြီးတော့ဒီ shortcut တွေဘယ်လိုထည့်ရမလဲဆိုတာရေ။နောက်ဖြည်းဖြည်းချင်းပေါ့နော်အားလုံးကိုကျွန်တော်ပြပြသွားပါမယ်။အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်။ငွေနဲ့နေလေးဖြစ်ပါသေး။